မင်္ဂလာပါဗျကိုခိန်းစတာဖူဘောရှိုအနေကြိုးတူပါရယ်ကျွန်တော်ကိုခန့်မှာမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်နေတဲ့သတင်းတွေကိုတီးတန့်သုံးသပ်ဆွေးနွေးပြသွားရမှာဖြစ်ပါတယ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. ကျွန်တော်ပထမဆုံးသူနေ့ကျင်တဲ့တရင်ကတော့ဒူးတန်ရာအကြောင်းတလအနားယူရတော့မယ်ဘန်ဂျမင်ရှက်ရှ်ကိုရဲ့ဒဏ်ရာပြဿနာသတင်းပဲဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှုဘန်ဂျမင်ရှက်ရှ်ကတော်တင်ဟော့စ်ပါနဲ့ပွဲမှာရရှိခဲ့တဲ့ဒူးတန်ရာအကြောင်းအနည်းဆုံးတလအနားယူရတော့မှာဖြစ်ပါတယ်။ ဒီတရားကြောင့်ဘန်ဂျမင်ရှက်ရှ်ကိုကယူနိုက်တက်ရဲ့ရှေ့လာမဲ့ပွဲစဉ်6ပွဲဖြစ်တဲ့ Everton, Palace, West Ham, Wolves, Bournemouth, Aston Villa နဲ့ပွဲတွေကိုလွဲချော်သွားမှာဖြစ်ပြီးတော့ Newcastle နဲ့ပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာနိုင်ပွဲ ရှိပါတယ်။အဲ့တော့ Boxing Day မှာပြန်လည်ပါဝင်လာနိုင်ပွဲလို့ပဲရေးထားတာ။အဲ့ဒီ Boxing Day အမီကောင်းကျင်မှာလည်းကောင်းနိုင်မယ်။ဆိုတော့ဒီတရားပြဿနာတွေကအတင်းတင်းရှေ့ဆက်နေတဲ့ရှိန်အဟုန်ကိုရက်တန့်စေတယ်လို့ပဲပြောရမှာပေါ့နော်။ ဲ့တော့ပြောပြောဆိုယူနိုက်တက်ဒီအခုနောက်ဆုံးပွဲတွေမှာရှုံးပွဲလုံးဝမရှိခဲ့ဘူးသူတို့နိုင်တဲ့နေတဲ့ပွဲတွေမှာတည်ကြသွားတာမျိုးလေးတွေရှိပေမဲ့လည်းတပိုင်းပြောအမော်ရီပြောတဲ့စကားနဲ့ပဲပြောရမှာပေါ့တချို့ပွဲတွေကမနိုင်အောင်မှမရှုံးဖို့အရေးကြီးတယ်ဆိုတော့ပုံစံအတိုင်းသူတို့သွားနေတယ်အဲ့ဒီအချိန်မှာ squad ဖြစ်ဖို့ကတော့လိုတယ်ဘန်ဂျမင်ရှက်စကိုဒီကိုယ်သွင်းအဆုံးသက်ပိုင်းစွမ်းရင်လိုအပ်နေသေးတယ်လက်ရှိအချိန်ထိအသင်းနဲ့အံဝင်သေးဘူးဆိုတာမှန်ပါတယ် ဒါပေမဲ့အထောင်တိုက်စစ်မှုတွေကိုအသင်းနဲ့အံဝင်ဖို့အတွက်တခြားကစားသမားတွေထက်အချိန်ပိုပေးရတယ်။ပြိုင်ဘက်အသင်းရဲ့ကစားသမားတွေကိုကြည့်ကြည့်ပါ။ဟူကိုအီဂီတီဂီတို့ဗော်ဒမိုဒီတို့ကလွဲရင်တခြားနာမည်ကြီးအထောင်တိုက်စစ်မှုတွေအချိန်ပေးနေရတယ်ဖြစ်ပါတယ်။ဒီနေရာမှာတချို့ပလီယာတွေကြောက်ရလဲတက်ရောက်ပုံကွဲပြားသွားတဲ့တိုက်စစ်မှုတွေရှိပါတယ်ဖီဒီယိုဂီယဲဆိုရင် twin ကိုအများအပြား sporting list ပုံအရလိုမျိုး twin ဂျင်မာတော့ twin မယ်ဒါပေမဲ့သူ့ရဲ့အကျိုးတက်ရောက်ပုံဒီ တိုးအားယုံအားကောင်းတဲ့အတွက်ကိုယ့်ရဲ့ damage တွေအတွက်နေရာလွတ်တွေရသေးတယ်။ Chelsea က Leon Delap ဆိုရင်လည်းအချိန်ထပ်ပေးရသေးတယ်။ Alexander Isak တောင်မှခြေစွမ်းမပြနိုင်သေးဘူး။ဒီလိုခြေနေမျိုးမှာတော့ Benjamin Sesko စီက Leipzig တောင်အလိုမျိုးတွင်းကိုအများပြမမျော်လင့်စေချင်တာတော့အမှန်ပဲ။ဒါပေမဲ့ Benjamin Sesko ကြိုးတက်ရောက်မှုကတချို့အပိုင်းတွေမှာတွားပြီး impact ဖြစ်တယ်ဗျ။သူ့ရဲ့တိုးအားယုံအားကြောင့်နောက်မှာဆော့နေတဲ့ AM ကစားသမားနှစ်ယောက်နေရာလွတ်တွေရသေးတဲ့ပုံစံမျိုးတွေလည်းထက်တွက်လိမ့်မယ်။ ဘလို့ပဲဖြစ်ဖြစ်ဘန်ဂျမင်ရှက်ကိုဒုတိယပြဿနာရရှိမှုဟာဒီ6ပွဲမှာအ ਨੇ နဲ့များတော့ပြဿနာဖြစ်မှာပဲအခုဘသူအထောင်တိုက်စစ်နေရမှာသုံးမလဲမစ်ကိုသုံးမလားမာတီးစ်ကူညာကိုသုံးမလားအမ်ဘူမိုသုံးမလားရွေးချယ်စရာအထောင်တိုက်စစ်မှုစစ်စစ်တယောက်ပုံစံမျိုးမရှိတော့ဘူးမစ်ကိုတည်သုံးလို့ရတယ်ကူညာကိုတည်သုံးလို့ရပေမဲ့အထောင်တိုက်စစ်မှုစစ်စစ်တယောက်စီကရမယ်အကျိုးတယောက်ပုံမျိုးတော့ရမှာမဟုတ်ဘူးဗျ ဲ့တကြောင်ဘန်ဂျမင်ရှက်ရှ်ကိုရဲ့ဒီဒဏ်ရာပြဿနာယူနိုက်တက်အသင်းအတွက်တော့အ ਨੇ နဲ့အများပြဿနာဖြစ်စေတယ်လို့သုံးသပ်မိပါတယ်ခင်ဗျနောက်ထပ်သတင်းတစ်ပုဒ်ကအီလီယော့အန်ဒါဆင်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းမှာ Telegraph ကဖော်ပြထားတာပဲဖြစ်ပါတယ် Nottingham Forest ကလာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာသူတို့ရဲ့အင်္ဂလန်ကွင်းလယ်ကစားသမားအီလီယော့အန်ဒါဆင်ကိုရောင်းချဖို့စဉ်းစားမှာမဟုတ်ဘူးလို့သိရပါတယ်အဲ့တော့ဒီကစားသမားကို Newcastle နဲ့ ယူနိုက်တက်တို့ကစိတ်ဝင်စားနေတဲ့အပြင်တခြားသောကလပ်အသင်းတွေကလည်းစိတ်ဝင်စားနေတဲ့အတွက်ကြောင့်ခေါ်ယူခြင်းနဲ့ဆိုရင်ဆွေးနွေးညှိနှိုင်းခြင်းနဲ့ဆိုရင်တော့ပေါင်သန်း100နှစ်အထက်ပေးချေရဖို့ရှိနေတယ်လို့လည်းခမန်းဖော်ပြထားပါတယ်။ဒီသတင်းတွေကဈေးဆွဲတင်နေတဲ့သတင်းတွေလို့ပဲကျွန်တော်ထင်တယ်ဗျ။ Now တကယ်သာဆိုရင်လည်းကလပ်အသင်းတွေကကစားသမားတယောက်နာမည်ကြီးလာရင်ဆိုရင်ပြောင်းရွှေ့ခြင်းပေါင်သန်း100လောက်နင်းကန်ပြီးဆွတ်ဆက်တောင်းတာကဈေးကွက်ကိုဖျက်ဆီးနေတာအဲ့ဒီဈေးကွက်ဖျက်ဆီးမှုကလည်း တို့ကစားသမားကိုဝယ်ချင်တဲ့ club အသင်းကိုဖျက်ဆီးအောင်သာမကပဲကိုယ်အသင်းကိုလည်းထိခိုက်အောင်လုပ်နေတာ ਨੇ တူတူပဲဘာမှမကြည့်နဲ့ဒီနေ့ဘောလုံးရသည် Newcastle ကိုကြည့် Alexander Isak ဒီပေါင်တန်း100ကျော်မတန်တဲ့တိုက်စစ်မှုဆိုတာတော်တော်များများလက်ခံထားကြတယ်လုံအောင်ကျော်တန်ရင်ဗျာပေါင်တန်း80 80ပေါ့သို့တော့ Newcastle ကပြောင်းရွှေ့ခြင်းနင်းကန်တောင်းတာမရမကအဲ့အတွက် Liverpool ဒီလိုက်ရောပြီးပေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့ခြင်းကြီးကိုပိုက်ပြီးတော့နောက်ထပ်ကစားသမားတစ်ယောက်ကြိုက်တဲ့လူခေါ် အဲ့ဒီအသင်းတွေကနှုံတဲ့အသင်းတွေမဟုတ်ဘူးကျွန်တော်တောင်မှရေချားမြေချားကနေဘယ်ကစားသမားကိုပြောင်းရွှေ့ကြည့်ဘလောက်နဲ့ခေါ်သွားပြီဆိုပြီး ID kit ကြီးထဲမှာတည်တာကစားသမားတယောက်ကိုရောင်းချမဲ့ club တင်းကတော့သူတို့အချိုးမြက်မြမြရမှာဖြစ်တဲ့အတွက်မတည်ဘဲနဲ့မနေဘူး Voter Modio မတန်တဆဈေးပေးပြီးတော့ထက်ဝယ်ရတယ်အဲ့တော့ပြောချင်တာကစားသမားမဝယ်ရင်တော့ပြဿနာမရှိဘူးဒီပတ်စံတုံးကြီးကိုသူတို့ပိုက်မိနေလိမ့်မယ်တို့ပေမဲ့ကစားသမားတစ်တယောက်ထက်ဝယ်မယ်ဆိုရင်လည်းအဲ့ဒီကစားသမားအစ်စ်ကိုရောင်းမဲ့နောက်ထပ် club ကပြောင်းရွှေ့ကြည့်နေငင်ကန်တောင်းပါပဲ။ အဲ့တော့ကြောင့် double ရိုက်နေတဲ့ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်ဆိုတော့ပြောချင်တာ Elion Anderson ဒီကစားသမားကောင်းတစ်ယောက်ကျွန်တော်တနည်းအားလဲဆွေးနွေးပြီးသွားပါပြီ investment လုပ်တင်တယ်ဆိုရင်တော့မှပျောက်ရွှေ့ကြီးပေါင်တန်း100ကျော်လောက်ပေးမယ်ဆိုရင်တော့ဒါမခေါ်ယူတင်တော့အသက်23နှစ်ရွယ်လက်ရှိ Premier League မှာအကောင်းဆုံး position ဝန်းနေရရှိထားတဲ့ကစားသမားဆိုပေမဲ့လည်းဗျာပေါင်တန်း100ကျော်ကြီးရတော့ဘလို့ပဲဖြစ်ဖြစ် ဟိုအတိတ်ပဲတော့မရှိဘူးပေါ့နော်ဘလေးပါကိုလည်းပေါင်တန်း100လောက်ပေးရမယ်ဆိုတော့ဒီကစားသမား2ယောက်ကိုပေါင်ရင်ပေါင်တန်း100လောက်ဆိုရင်ပို့လို့တော့မဖြစ်နိုင်ပါဘူးခင်ဗျာအဲ့တော့ကြောင့်ကျွန်တော်က Elio Anderson ကိုဒီလောက်အမောပမာဏပေးရမယ်ဆိုရင် United တို့အနေနဲ့မစင်းစားသင့်ဘူးလို့သုံးသပ်မိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Portugal ဘက်က record သတင်းထဏကပေါ်ပြထားတာပဲဖြစ်ပါတယ် Juven အသင်းရဲ့ Brazil ကိုယ်လှယ်ကစားသမား Joao Gomes ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ယူခြင်းနဲ့ဆိုရင် ပြောင်းရွှေ့ကြီးပေါင်44သန်းလောက်ကယူနိုက်တက်တင်းတို့ကလုံလောက်တဲ့ခုံမှုတစ်ခုဖြစ်မယ်ဆိုပြီးတော့ Wolf Pack ကလမ်းဖွင့်ပေးထားတဲ့သတင်းမျိုးပေါ့နော်။ Wolf ကတကယ်ကြီးလမ်းဖွင့်ပေးထားတာလားဘာလားတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့သတင်းအရအဲ့လိုမျိုးပေါ်ပြထားပါ။ဒါဆိုရင်တော့ကျွန်တော်လက်ခံတယ်မိမိလက်ခံတယ်ပေါ့နော်။မိမိသဘောကျတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ Ilio Anderson ကစားသမားကောင်းတစ်ယောက်ဆိုပေမဲ့ Joel Gomez နဲ့ဘလောက်กว่าနေလို့တော့၃၄ဆင်းလောက်กว่าနေလက်ခံတယ်။နည်းနည်းလေးပဲกว่าတာပါ။ Ilio Anderson ဒီ Northern Forest လို့အသေးမျိုးမှာကစားရတဲ့အတွက်ကြောင့်လက်ရှိချိန်မှာ Northern Forest ကလည်းဘယ်လိုပြောမလဲဒီနေ့ရာသီကနည်းနည်းကြောင်ပြောက်သွားတာဗျာပြီးခဲ့တဲ့ဘလုံးရာသီက Northern Forest ကတော်တော် frame ကျပြီးသားအသင်းတသင်းဖြစ်လို့ Elliot Anderson ကအဆင်ပြေနေတာ Wolf ကကြတော့ပြီးခဲ့တဲ့ရာသီကလည်းနီးပြတွေအပြောင်းလဲလုပ်ရတယ်ဒီနေ့ရာသီမှာလည်းနီးပြတွေအပြောင်းလဲလုပ်ရတယ်အဲ့ဒီမတိုင်ခင် Elliot Anderson Newcastle မှာတော့ Joel Gomez တွေပို့ပြီးတော့ကောင်းတဲ့ကစားသမားနာမည်အရင်စကြည့်တဲ့ကစားသမားပြောချင်တာပေါင်တန်းတရာ Elliot Anderson ကိုပေးမယ်စား ပေါင်၄၄တန်းလောက်နဲ့ဂျော်ဂိုမတ်စ်ကိုဗျာတစ်နှစ်ပဲအသက်ကြီးတာခေါ်ရင်တော့ပို့ပြီးတော့ကောင်းမယ်ကျွန်တော်ကတော့ဂျော်ဂိုမတ်စ်ကိုအဲ့လောက်အမောက်ပမာဏနဲ့ရရင် investment လုပ်သင့်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ESPN ကဖော်ပြထားတဲ့အဲ့ဒီကွင်းလေကစားသမားသတင်းပဲဗျာ United ကဇန်နဝါရီမှာသူတို့ရဲ့ကွင်းလေအားကောင်းအောင်လုပ်ဖို့အတွက် Brighton ရဲ့ Cameron ကွင်းလေကစားသမား Believer ကိုသဘောကျနေတယ်ဆိုပေမဲ့လည်းတခြားသောပြစ်မှတ်ကစားသမားတွေလည်းသူတို့ backup အနေနဲ့ထားရပါသေးတယ် ်အက်ဇာသမားတွေကတော့ဂျမ်မွာဂျန်နဲ့စတုဂတ်ကစတိုင်လာတို့ဖြစ်ပါတယ်အဲ့တော့ကသာသမားနှစ်ယောက်လုံးကပြောင်းရွှေ့ကြီးအနေနဲ့များတော့ပေးရမယ့်ပလေယာတွေပဲအဒမ်မွာဒန်ကတော့ရဖို့မလွယ်ဘူးအဒမ်မွာဒန်ဒီတစ်ချက်ပို့ပြီးတော့တန်ကြီးမြင့်လာနိုင်တဲ့ ပလေယာမျိုးပြပယ်လစ်ကလည်းရောက်မှာမို့အဓိကတော့အိန်ဂျလာစတိုင်လာပေါ့စတိုင်လာဒီမထင်မှတ်ဖဲနဲ့ယူနိုက်တက်အသင်းကိုရောက်ရှိလာနိုင်တယ်အခုယူနိုက်တက်တကယ်ကြိုက်နေတဲ့ပလေယာတွေ first priority အနေနဲ့သတ်မှတ်ထားတဲ့ပလေယာတွေကဈေးတွေကပေါင်တန်းတွေရာရှောက်တောင်းနေတဲ့အတွက်တကယ်တမ်းကျရင်အဲ့ဒီပလေယာတွေနဲ့တိတ်မကွာပဲဆွဲဆောင်ရေးပေးနိုင်တဲ့ ုနကကျွန်တော်ပြောခဲ့တဲ့ဂျောက်ဂိုမက်စ်တို့အင်ဂျယ်လိုစတိုင်လာတို့ကပို့ပြီးတော့တင့်တော်ပါလိမ့်မယ်။ကစားသမား၂ယောက်ပေါင်းပေါင်တန်း၂၀၀ပေးရမယ်စား။ကစားသမား၂ယောက်ပေါင်းအောင်မှာပေါင်တန်း၈၀လောက်နဲ့ရရင်ယူနိုက်တက်အတွက်ပို့ပြီးအဆင်ပြေမယ်လို့ထင်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဆွေးနွေးကြတဲ့သတင်းကတော့ AS ဘက်က Sport သတင်းဌာနကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Atletico Madrid နဲ့ England ကွင်းလယ်ကစားသမား Conor Gallagher United စိတ်ဝင်စားမှုတွေရှိနေပေမဲ့ Spain မှာပဲပျော်ရွှင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဒါကတော့ ဒီလိုသတင်းပုံစံတွေကမြင်ခဲ့ဘူးသားပေါ့နော်ဈေးဆွဲတင်တဲ့သတင်းပေါ့ဗျာဖော်ပြတဲ့သတင်းမျိုးကစပိန်ဘက်ကဆို့ဆိုတော့လေကော်နာကလကတကယ်တည်းအက်တလက်တီကိုမှာပဲပျော်နေတယ်လွတ်လပ်ကူနဲ့ကမ်းလန်းလို့မရနိုင်ဘူးဘာညာဆိုတော့သဘောတက်ရောက်သွားတာပေါ့ဒါပေမဲ့ပြောင်းရွှေ့ချေပေါင်တန်း40ပတ်ချလေလောက်နဲ့ရမယ်ဆိုရင်ကော်နာကလကလည်းခေါ်ဦးတဲ့နဲ့ကစားသမားတယောက်ဗျာဂလကာရဲ့ကစားပုံကစားပေါင်းကိုကျွန်တော်တို့တိအချာတိတာပဲအဲ့တော့ဂလကာအပြင်အဲ့ဒီအင်ဂျယ်လိုစတိုင်လာရောခုနော်ဂျော့ကူမတ်စ်ကို 3ယောက်ပေါင်းလို့ပေါင်သန်း120လောက်ရရင်ဗျာဘလီဘာတယောက်ကိုခေါ်တော့မလားအဲ့3ယောက်လောက်ကိုစွဲခေါ်တင်တယ်လို့တော့သုံးသက်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ